မိတ်ဆွေတို့ရေကိုကိုကိုရှာဖွေတွေ့ရှိခြင်းနဲ့ပတ်သက်တဲ့ဇလန်းတွေကိုစိတ်ဝင်စားကြလားအချစ်ဆုံးရှုံးမှုမိသားစုပြဿနာတွေနဲ့ရုန်းကန်နေရတဲ့လူငယ်တယောက်အကြောင်းကိုပြောပြချင်ပါတယ်ဒီဇလန်းထဲမှာသူဟာဘလို့အခက်ခဲတွေကိုကြော်လွားပြီးဘလို့လူမျိုးဖြစ်လာမလဲဆိုတာကိုစူးစမ်းလေ့လာကြရအောင်ဂျိုအာနာမတ်ရဲ့ဒီဇင်ဘာမတိုင်ခင်ကပေးယူများဆိုတဲ့စာအုပ်ထဲကအကြောင်းအရာတွေကိုပြောပြပေးသွားမှာပါဒီစာအုပ်ထဲမှာဂျန်နာဘရောင်းဆိုတဲ့မိန်းကလေးကဝေးကွာတဲ့အိမ်ကနေတက္ကသိုလ်မှာပထမဆုံးနှစ်ကိုစတင်ခဲ့ပါတယ် စာရေးသူဂျိုအာနာမကတ်ဟာဒီစာအုပ်ထဲမှာလူငယ်တွေရဲ့စိတ်ခံစားချက်တွေကိုထိထိမိမိရေးဖွဲ့ထားတာကိုတွေ့ရမှာပါတက္ကသိုလ်ဘဝအစနဲ့ဆက်ဆံရေးဂျေနာဘရောင်းဟာသူ့ရဲ့ချစ်သူမွန်တီနဲ့ဝေးကွာတဲ့အခါလုံခြုံမှုမရှိသလိုခံစားရပါတယ်မွန်တီကသူ့လိုအပ်ချက်တွေကိုပဲစိတ်ဝင်စားပြီးတခြားသူတွေနဲ့လည်းပေါင်းသင်းဖို့အကြံပြုပါတယ်ဂျေနာကနားမလည်ပေမဲ့မွန်တီကိုမဆုံးရှုံးချင်တာကြောင့်သဘောတူပါတယ်တက္ကသိုလ်မှာနာယာနဲ့တွေ့ပြီး တငယ်ချင်းဖြစ်သွားတယ်။ Ross ဆိုတဲ့နာယာရဲ့ချစ်သူရဲ့တငယ်ချင်းနဲ့လည်းတီကျွမ်းသွားတယ်။ Ross က Modi နဲ့မတူပဲ Jenna ကိုစိတ်ဝင်စားတယ်။တက္ကသိုလ်ဘဝတငယ်ချင်းအစ်စ်တွေနဲ့ဝေးကွာနေတဲ့ Modi ကြောင့် Jenna ဟာသူ့ရဲ့လိုအပ်ချက်တွေကိုပြန်သုံးသပ်မိလာပါတယ်။ Ross ဟာဆွဲဆောင်မှုရှိပြီး Modi နဲ့မတူပဲသူ့ကိုတီးဖို့စိတ်ဝင်စားပုံရပါတယ်။ပြိုကွဲခြင်းနဲ့ပြန်လဲဆုံစည်းခြင်း မွန်တီနဲ့ဝေးကွာနေတဲ့ဆက်ဆံရေးကတဖြည်းဖြည်းပျက်စီးလာပါတယ်။ဂျေနာဟာတယောက်တည်းပုံနေပြီးနားလည်မှုနေပါလာပါတယ်။ Ross ကသူ့ရဲ့အဓိက အကူအရာဖြစ်လာပြီးသူတို့နှစ်ဦးကြားကချစ်ကြည်ရင်းနှီးမှုကပိုပြီးရင်းနှီးလာပါတယ်။မွန်တီကသူ့ကိုဖိအားပေးတဲ့အခါမှာဂျေနာကသူ့ကိုနောက်ဆုံးမှလမ်းခွဲလိုက်ပါတယ်။ Ross ကသူ့ရဲ့မိသားစုတိုင်းအရာတွေကိုလည်းဆွဲထုတ်ပြီးဂျေနာအတွက်ခိုးလုံရဖြစ်လာပါတယ်။ မိတ်ဆွေတို့ရေဂျေနာဟာမွန်တီနဲ့ဝေးကွာပြီးနောက်အထီးကျန်ဆန်တဲ့အချိန်တွေမှာရော့စ်ကသူ့ကိုမမျှော်လင့်ပဲကူညီပေးခဲ့ပါတယ်ဒီလိုအခြေအနေတွေကနေသူဟာကိုကိုကိုပြန်လဲရှာဖွေတွေ့ရှိဖို့ကြိုးစားပါတယ်ဂျေနာနဲ့ရော့စ်နှစ်ယောက်စလုံးဟာမိသားစုပြဿနာတွေနဲ့ဂျုံးကန်နေရပါတယ်ဂျေနာကသူ့ရဲ့မိသားစုမှာအငယ်ဆုံးဖြစ်ပြီးအရေးမပါဘူးလို့ခံစားရတယ်ရော့စ်ကသူ့ရဲ့ဖေဆိုးနဲ့အမေမရှိတဲ့ဘဝမှာတယောက်တည်းရှင်သန်ဖို့တည်ယူခဲ့ပါတယ် မိသားစုရဲ့ဝင်ထုတ်ဝင်ပိုးဂျေနာနဲ့ရော့စတိုနှစ်ယောက်စလုံးဟာမိသားစုရဲ့နားလည်မှုလွဲမမှုတွေကိုခံစားနေရပါတယ်။သူတို့နှစ်ဦးစလုံးဟာအိမ်မှာမရရှိနိုင်တဲ့နားလည်မှုနဲ့အားပေးမှုကိုတယောက်ကိုတယောက်ရှာဖွေနေကြပါတယ်။ဂျေနာရဲ့အိမ်ကိုတွားလေတဲ့အခါငယ်ဘဝအမတ်တရားတွေနဲ့အတူမိသားစုရဲ့အနာရယာတွေကသူတို့ရဲ့ဆက်ဆံရေးနဲ့ချစ်ချင်းမြတ်တာကိုဘလို့ပုံဖော်နေလဲဆိုတာကိုတွေ့မြင်နိုင်ပါတယ်။မိတ်ဆွေတွေမနာလိုမှုတွေနဲ့အနာဒရယာတွေ တက္ကသိုလ်ဘဝကတငယ်ချင်းအစ်တတွေနဲ့ဂင်းနီမှုတွေရရှိတယ်။ဂျေနာဟာရော့စ်နာယာဝင်နဲ့စူးလို့နဲ့ပေါင်းသိမိသွားပေမဲ့မနာလိုမှုတွေနဲ့မလုံခြုံမှုတွေကအများတန်းရှိနေပါတယ်။ပါတီပွဲတွေဂိမ်းတွေနဲ့ညဘက်အကြောင်းအရာတွေကိုပြောဆိုဆွေးနွေးတာတွေပြင်တစ္ဆာဖောက်ခြင်းနဲ့နားလည်မှုလွဲမှားတာတွေလည်းရှိနေပါတယ်။ရော့စ်ရဲ့ S ဖြစ်တဲ့လာနာရောက်လာပြီးဆိုရှယ်မီဒီယာရဲ့ PR တွေကအုပ်စုရဲ့ဆက်ဆံရေးကိုပုံမှုရှုပ်ထွေးစေပါတယ်။ ဂျေနာနဲ့ရော့စ်ဟာတယောက်ကိုတယောက်ပူရင်းနှီးလာကြပေမဲ့ယုံကြည်မှုနဲ့ခွင့်လွှတ်မှုကိုတင်ယူရပါမယ်။မီခိုအားထားမှုရဲ့အနေရရော့စ်ကဝေနာနဲ့ထီအားတွေကိုမခံနိုင်တဲ့အတွက်မူရစ်စေဝါကိုပြန်သုံးဆွဲပါတယ်။ဂျေနာကအစိတ်တောက်ဖြစ်စေတဲ့ဆက်ဆံရေးတွေမှာရှင်တန်ဖို့တင်ယူခဲ့တဲ့အတွက်သူ့ကိုကူညီဖို့နဲ့သူ့ကိုယ်သူကယ်တင်ဖို့ကြားမှာရုန်းကန်နေရပါတယ်။စိတ်ပိုင်းဆိုင်ရာမီခိုအားထားမှုနဲ့ ဆွဲလန်းမှုတွေကချက်ချင်းမြစ်တာဟာကုသပေးနိုင်တယ်လို့ဖြည့်ဆည်းနိုင်တယ်ဆိုတာကိုပြသနေပါတယ်။တငယ်ချင်းတွေကဝင်ရောက်ဆုတ်ဖက်ဖို့စူးစမ်းကြပေမဲ့ Ross ဟာသူ့ကိုယ်သူကယ်တင်ဖို့ဆုံးဖြတ်မှသာအနေရကနေလွတ်မြောက်နိုင်မှာပါ။ Jenna ကလည်းသူ့ရဲ့ကန့်သက်ချက်တွေကိုသတ်မှတ်ပြီးတခြားသူကိုကယ်တင်ဖို့အတွက်သူ့ရဲ့ကောင်းကျိုးကိုစတင်ပြဖို့တင်ယူရပါမယ်။ပြန်လဲကောင်းမွန်လာခြင်း Ross မူရစ်ဆေးဆွဲသွားတဲ့အတွက်စေကူတော်မှုခံယူပါရတယ် ဲ့ဒီမှာသူ့ရဲ့အတွင်းစိတ်နဲ့ရင်ဆိုင်ပြီးကိုကိုကိုပြန်လဲရှောက်ဖွေတွေးရှိဖို့ကြိုးစားပါတယ်။ဂျေနာကဝမ်းနေပေမဲ့အဝေးကနေသူ့ကိုကူညီဖို့ဆုံးဖြတ်လိုက်ပါတယ်။သူတို့နှစ်ဦးစလုံးဟာချစ်ချင်းမြတ်တာတစ်ခုပဲနဲ့တစုံတယောက်ကိုကယ်တင်ဖို့မလုံလောက်ဘူးဆိုတာကိုရှောက်ဖွေတွေးရှိခဲ့ကြပါတယ်။ကုထုံးတွေစာတွေနဲ့တွားရောက်လက်ပတ်မှုတွေကသူတို့နှစ်ဦးကိုတယောက်နဲ့တယောက်အဆက်အသွယ်မပြတ်စေဖို့ကူညီပေးပါတယ်။မိမိကိုကိုကယ်တင်ခြင်းရဲ့အမှုပညာ ဂျေနာကပကြီဆွဲခြင်းအဖြစ်ကုသပေးနိုင်ပြီးမိမိကိုယ်ကိုဖော်ထုတ်နိုင်တယ်ဆိုတာကိုသိရှိလာပါတယ်။ရော့စ်ကလည်းသူ့ရဲ့ဝိညာဉ်တွေကိုရုပ်ရှင်ထဲမှာပုံဖော်ပါတယ်။သူတို့နှစ်ဦးစလုံးဟာအမှုပညာကနေလူမျိုးရလန်ကိုရှာဖွေတွေ့ရှိပါတယ်။ပုံကိုရေးဆိုင်ရာစီမံကိန်းတွေအောင်မြင်မှုအသေးမောလေးတွေနဲ့သူတို့နှစ်သက်တဲ့အရာတွေကိုလှုပ်ဆောင်ခြင်းကအနာဂတ်အတွက်ရှူတောင်းအစ်ကိုပေးဆွမ်းပါတယ်။အမှုပညာဟာခိုးလုံရတစ်ခုထပ်ပို့ပြီးသူတို့ကိုသူတို့ဖြစ်နိုင်တဲ့နေရာတစ်ခုဖြစ်လာပါတယ်။ အချစ်နဲ့တင်းရဲ့ကန့်သက်ချက်များ Ross ပြန်လဲကောင်းမွန်လာပြီးနောက်သူ့နှစ်ဦးစလုံးဟာနောက်တစ်ကြိမ်အခွင့်အရေးပေးဖို့အစဉ်အသင့်ဖြစ်ပြီလားဆိုတာကိုဆုံးဖြတ်ရပါမယ်။ချစ်ချင်းမေတ္တာဟာပြင်းထန်ပေမဲ့ယုံကြည်မှုနဲ့ဒုသမှုမရှိရင်မလုံလောက်ပါဘူး။ဂျေနာနဲ့ Ross တို့ဟာဆက်သွယ်ပြောဆိုဖို့ခွင့်လွှတ်ဖို့နဲ့ကန့်သက်ချက်တွေကိုသတ်မှတ်ဖို့တင်ယူကြပါတယ်။သူတို့နှစ်ဦးရဲ့ဆက်ဆံရေးကပိုပြီးကျဉ်းကျပ်လာပါတယ်။ထွက်ခွာဖို့ဆုံးဖြတ်ချက် ဘဝကသူတို့ကိုလမ်းဆုံတစ်ခုမှာထားလိုက်ပါတယ်။ Ross ကပြင်သစ်မှာရုပ်ရှင်ပညာသင်ဖို့ကမ်းလှမ်းခံရပြီး Jenna ကသူ့ကိုလိုက်ဖို့ဒါမှမဟုတ်သူ့ရဲ့လမ်းကိုရှောက်ဖို့ဆုံးဖြတ်ရပါမယ်။ဝေးကွာနေခြင်းကကြီးထွားဖို့နဲ့ကိုယ့်ရဲ့ဆက်ဆံရေးအပြင်ကိုယ်ဘယ်သူလဲဆိုတာကိုရှာဖွေဖို့အခွင့်အရေးတစ်ခုဖြစ်လာပါတယ်။သူတို့နှစ်ဦးစလုံးဟာအထူးကျန်ဆန်းခြင်းကြောက်ရွံ့ခြင်းနဲ့အတိတ်ကအပြုအမူတွေကိုပြန်လုပ်ဖို့တွေးဆမှုကိုရင်ဆိုင်ရပါတယ်။ ဝေးကွာနေခြင်းကချက်ချင်းမြတ်တာစစ်မှန်တယ်ဆိုရင်ပိုင်ဆိုင်ခြင်းမဟုတ်ပဲလွတ်လပ်ခြင်းဖြစ်တယ်ဆိုတာကိုသင်ပေးပါရစေ။ပြန်လာခြင်းနဲ့ပြန်လဲတိဆောက်ခြင်းလာပေါင်းများစွာဝေးကွာပြီးနောက်ဂျန်နာနဲ့ရော့စတိုပြန်ဆုံစည်းကြပါရစေ။သူတို့နှစ်ဦးစလုံးဟာပြောင်းလဲတော့ကြပြီးကိုကိုကိုချစ်မြတ်လို့ကိုတင်ယူခဲ့ကြပါရစေ။ပြန်ဆုံစည်းခြင်းကမလွယ်ကူပါဘူး။အတိတ်ကအမှားတွေနဲ့မပြောက်ခင်းသေးတဲ့အနာတရားတွေကိုရင်ဆိုင်ရပါမယ်။သို့တော့ခွင့်လွှတ်ခြင်းနဲ့ ဒူတာချင်းကသူတို့နှစ်ဦးရဲ့ဆက်ဆံရေးကိုအခြေခံအစ်စ်တွေနဲ့ပြန်လည်တည်ဆောက်နိုင်စေပါတယ်။ခွင့်လွှတ်ခြင်းနဲ့အမှန်တရားမပြီးဆုံးသေးတဲ့စကားဝိုင်းတွေပေါ်ထွက်လာပါတယ်။လှုပ်ဝက်ချက်တွေလိမ်လည်မှုတွေနဲ့ကြောက်ရွံ့မှုတွေအကြောင်းပါ။ဂျေနာနဲ့ရော့စတိုဟာနာကျင်စေရင်တော့အမှန်တရားကိုရင်ဆိုင်ကြပါတယ်။တယောက်ကိုတယောက်ခွင့်လွှတ်ခြင်းကအရေးကြီးဆုံးအရာဖြစ်လာပါတယ်။ပြန်လည်တည်မြဲရေးကချက်ချင်းမဖြစ်နိုင်ပေမဲ့ယူသားမှုရှိပါတယ်။ အတိတ်ကိုပြောင်းလဲလို့မရပေမဲ့နားလည်နိုင်ပြီလက်ရှိကိုမထိခိုက်စေဖို့နှစ်ဦးစလုံးကလက်ခံပါတယ်တငယ်ချင်းများရဲ့ဆက်ဝိုင်းတငယ်ချင်းအုပ်စုလည်းပြောင်းလဲသွားပါတယ်တချို့ကဝေးကွာသွားကြပြီတချို့ကကြံရိတ်ခဲ့ကြပါတယ်သူတို့အားလုံးကအဆင့်တစ်ခုကိုနှုတ်ဆက်ပြီးနောက်တစ်ခုကိုစတင်ဖို့တည်ယူရပါမယ်ပါတီပွဲတွေလှုပ်ဝှက်ချက်တွေနဲ့ဒရမာတွေကတာဝန်သစ်တွေကိုပေးအပ်ပြီး ချစ်ကြည်ရင်းနှီးမှုကဝေးကွာနေရင်တောင်ရှင်းတန်းနိုင်တဲ့ဆိုတာကိုသိချစေပါတယ်။ဂျေနာနဲ့ရော့စ်တို့ဟာချစ်ချင်းမေတ္တာကအရေးကြီးပေမဲ့တငယ်ချင်းတွေရဲ့အချစ်ကအဆိုးဆုံးအချိန်မှမှာကူညီပေးတယ်ဆိုတာကိုရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ရင်းချက်မှုရဲ့ခီးအရွယ်ရောက်ဘဝကပြောင်းရွှေ့ခြင်းအလုပ်တွေနဲ့တာဝန်ယူမှုအသစ်တွေနဲ့ရောက်ရှိလာပါတယ်။ဂျေနာနဲ့ရော့စ်တို့ဟာလွတ်လပ်စွာနေထိုင်ခြင်းနဲ့ ကိုယ့်ရဲ့အရေးမြစ်တွေကိုစီမံခန့်ခွဲခြင်းကိုရင်ဆိုင်ရပါတယ်။ငယ်ဘဝအိမ်မက်တွေကလက်တွေ့ဘဝမှာစိန်ခုံမှုတွေနဲ့ရင်ဆိုင်ရပြီးသူတို့နှစ်ဦးစလုံးကညှိနှိုင်းမှုအလျှော့ပေးဖို့နဲ့တယောက်ကိုတယောက်ကူညီဖို့တင်ယူရပါတယ်။ရင်းချက်မှုဟာခီးတစ်ခုဖြစ်ပြီးအတားအဆီးတွေနဲ့သင်ခန်းစာတွေအပြည့်ရှိပါတယ်။မိဘများရဲ့အမွေနဲ့မိဘတွေနဲ့ဆက်ဆံရေးကဝေဒနာနဲ့ နားလည်မှုလွဲမောက်မှုတွေအပြည့်ရှိပြီးကုသဖို့စတင်နေပါတယ်။ဂျေနာနဲ့ရော့စတိုဟာအရွယ်ရောက်ပြီးသူတွေအနေနဲ့သူတို့ရဲ့မိဘတွေကိုသူတို့ရဲ့ကိုယ်ပိုင်နာတရားတွေနဲ့ကန့်သက်ချက်တွေရှိတဲ့လူတွေဖြစ်မြင်နိုင်ပါတယ်။မျိုးဆက်တစ်ခုလုံးအတွက်ခွင့်လွှတ်ခြင်းကလွတ်မြောက်ခြင်းရဲ့လုပ်ရက်တစ်ခုဖြစ်လာပါတယ်။သူတို့နှစ်ဦးစလုံးဟာဘယ်အမွေနှစ်တွေကိုထိမ့်သိမ်းထားခြင်းလဲနဲ့ဘယ်အရာတွေကိုဆွတ်လွတ်ခြင်းလဲဆိုတာကိုဆုံးဖြတ်ပါတယ်။အကြမ်းဖက်မှုနဲ့တိတ်ဆိတ်မှုရဲ့သဝန်းကပျက်စီးသွားပြီးမိသားစုကိုပြန်လည်တတ်မှတ်ပါတယ်။ အားနည်းချက်ရတတ်မှုဂျေနာနဲ့ရော့စတိုဟာအားနည်းချက်မှာစစ်မှန်တဲ့ခွန်အားရှိရဆိုတော့ကိုသိယူကြပါတယ်အကူအညီတောင်းခြင်းမိမိကိုယ်ကိုပုံပေါ်ခြင်းနဲ့ကိုယ့်ရဲ့ကန့်သက်ချက်တွေကိုလက်ခံခြင်းကအကြီးမားဆုံးတတိဖြစ်လာပါတယ်ချစ်ချင်းမြတ်တာချစ်ကြည်ရင်းနှီးမှုနဲ့မိသားစုဟာမျက်နှာဖုံးတွေနောက်ွယ်မှာမပုန်းကွယ်တော့တဲ့အခါပိုပြီးစစ်မှန်လာပါတယ်။အားနေခြင်းကအားနေချက်တစ်ခုမဟုတ်ဘဲတခြားသူတွေနဲ့ချိတ်ဆက်ပေးတဲ့တရားတစ်ခုဖြစ်ပါတယ်။ နောက်ဆုံးခွင့်ရဘဝကသူတို့ကိုရွေးချယ်ဖို့နောက်ဆုံးခွင့်ရတစ်ခုပေးပါတယ်။ရင်းနှီးတဲ့အရာမှနေဖို့ဒါမှမဟုတ်အသည့်ဆန်းတွေကိုစုံစားဖို့ပါ။ဂျေနာနဲ့ရော့စတိုဟာကြာရှည်စွာတည်တော့ပြီးနောက်ဘာကိုမျှော်လင့်ရမလဲဆိုတာကိုတေချာမသိရင်တော့အနာဂတ်အတွက်လောင်းကြီးထပ်ဖို့ဆုံးဖြတ်ပါပဲ။နှုတ်ဆက်ခြင်းကကြီးထွားခြင်းရဲ့အစိတ်ပိုင်းတစ်ခုဖြစ်နားလေတဲ့အခါနာကျင်မှုရောနေသွားပါတယ်။သူတို့နှစ်ဦးစလုံးဟာငယ်ရွယ်စဉ်ဘဝကိုနှုတ်ဆက်ပြီး ကြောက်ရွံ့မှုအဟောင်းတွေနဲ့သူတို့ကိုမထောက်ပံ့နိုင်တဲ့ဆက်ဆံရေးတွေကိုနှုတ်ဆက်ပါတယ်။ငါတို့ရွေးချယ်တဲ့အနာဂတ်ညီကုန်းကဂျန်နာနဲ့ရော့စတိုကိုနှစ်ပေါင်းများစွာကြာပြီးနောက်မှာသူတို့ရဲ့ကိုပိုင်မိသားစုတငယ်ချင်းအစ်စ်တွေနဲ့တတိရှိရှိဆုံးဖြတ်ချက်တွေနဲ့တိဆောက်ထားတဲ့ဘဝကိုပြတ်တက်ထားပါတယ်။အတိတ်ကလက်ရှိမှာရှိနေပေမဲ့မနာကျင်တော့ပါဘူး။သူတို့နှစ်ဦးစလုံးဟာသူတို့လိုချင်တဲ့အနာဂတ်ကိုရွေးချယ်ဖို့ကြမ်းမာတဲ့ဆက်ဆံရေးကိုတိဆောက်ဖို့နဲ့ ချစ်ချင်းမေတ္တာနဲ့ယူသားမှုရဲ့အမွေနှစ်ကိုခြံထားခဲ့ဖို့တင်ယူခဲ့ကြပါတယ်။ဘဝကဘယ်တော့မှမပြည့်စုံနိုင်ပေမဲ့အမြဲတမ်းအစပြုလို့ရတယ်ဆိုတာသိကြတဲ့အဆုံးသက်တစ်ခုပါ။မိษွေတို့ရဲ့ဒီဇင်ဘာမတိုင်ခင်ကအပေးယူများဟာချစ်ချင်းမေတ္တာမိသားစုတငယ်ချင်းတွေနဲ့ကိုကိုကိုရှောက်ွေတွေ့ရှိခြင်းအကြောင်းစာအုပ်ကောင်းတအုပ်ဖြစ်ပါတယ်။ခွန့်လွတ်ခြင်းကိုကိုကိုဝေဖန်ပိုင်းချနိုင်ခြင်းနဲ့အားနည်းချက်တွေကိုလက်ခံနိုင်ခြင်းကကျန်းမာတဲ့ဆက်ဆံရေးတွေကိုတည်ဆောက်နိုင်ဖို့နဲ့ကိုယ့်ရဲ့အနာဂတ်ကိုသတိရှိရှိရွေးချယ်နိုင်ဖို့အရေးကြီးပါတယ်။ အခက်အခဲတွေရှိပေမဲ့အများအားအစပြုလို့ရတယ်ဆိုတာကိုဒီစာအုပ်ကတတိပေးထားပါတယ်ဒီစာအုပ်ကိုဖတ်ရှုပြီးကိုယ့်ရဲ့ဘဝကိုပြန်လည်သုံးသပ်ကြည့်ကြဖို့တိုက်တွန်းချင်ပါတယ်